မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်တကြံအချိုလူငိမ့်မှာနိုင်ကျင်းချိုပါဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကတကြံအချိုအနေနဲ့အေပီလာ၁၇ရက်နေ့ကလူငိမ့်ပြီးတဲ့အကျဉ်းသားတွေမှာနိုင်ငံအကျဉ်းသားချိုပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှသိရပါရယ်အေပီလာ၁၇ရက်ကမန္တလေးမြို့ဥပုတောင်မှာအကျဉ်းသားအကျဉ်းသူ90ခန့်ပြန်လွတ်လာခဲ့ပြီးအဲဒီအနက်နိုင်ငံရေးအကျဉ်းသား20ဝန်းကျင်ပါဝင်ကြောင်းကဏ္ဍဦးသိရတယ်လို့ PPNN ဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးကဆိုပါရယ် မနေ့ကဥပုတောင်က90လောက်လွတ်တဲ့နိုင်ချင်း20ကံပါရည်လို့တရားရဲကိန်းကနန်းကိုအတီးပြမရသေးလို့မထုတ်ပြန်သေးတာပါအင်းစိန်နဲ့တခြားထောင်တွေကတော့အခုတည်းအဆက်အသွယ်မရသေးဘူးလွတ်လာတဲ့နိုင်ချင်းတွေထဲမှာကြားမဘလောက်ပါတယ်ဆိုတာစီစဉ်နေတော့မှလို့၎င်းကပြောပါတယ်အလားတူအင်းစိန်ထောင်မှာလည်းအချင်းသားချို့ပြန်လွတ်ကြောင်းတတင်းအရင်းမြစ်တွေရဲ့ပြောကြားချက်ရသိရပေမယ့်အရေးအတွက်မသိရသေးပါဘူးဒါအပြင်စစ်ကောင်စီရဲ့ဖမ်းဆီးထောင်ချခံထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့အေဒင်ဦးချစ်ကိုင်းစီကဘာဦးခင်ရွှေရဲ့သားဖြစ်သူဦးစေတီဟာပါဝင် ်စောင်းစီအမှုနဲ့ဖန်ဆီးခံထားတဲ့စီလုပ်ငန်းရှင်တချို့လည်းပြန်လွတ်လာကြောင်းသိရပါဗျ။အေဒင်ဦးချစ်ခိုင်ကရှမ်းပြည်နယ်ပင်လောင်းမြို့နယ်အတွင်းမှာတီချစ်ကြောင်းမိတွေ့တော့ရှင်နင်းငွေတားပေးဆိုင်လုပ်ငန်းမှာအခွန်လျော်နဲ့ပေးဆောင်တယ်လို့ဆိုပြီးအာဂတိလိုက်စားမှုနဲ့2022ခုနှစ်အပြီလကအမှုဖွင့်ဖန်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဦးစီတီဟာမှနိုင်ငံပိုင်အစအုံများခွင့်ပြုချက်မရပဲဖြိုဖျက်မှုနဲ့2022ခုနှစ်မလမှာဖခင်ဖြစ်သူဈေးကဘာဥခင်ရွှေနဲ့တူဖမ်းဆီးခံခဲ့ရပြီးဈေးကဘာဥခင်ရွှေကို2024ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာတမ်းမရေးကြောင်းပြချက်နဲ့စစ်ကောင်စီကပြန်လွှတ်ပေးခဲ့ပါတယ်။ဆက်လက်ပြီးတစံကာလအတွင်းစစ်ကောင်စီလေကြောင်းနဲ့လက်နက်ကြီးအန်ဒီရဲ့တတိထားရန်လိုအပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တစံကာလအတွင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပြတ်ခတ်မှုတွေလုံလနိုင်လို့အထူးတတိထားဖို့လိုအပ်နေကြောင်းလေကြောင်းအန်ဒီရဲ့စောင့်ကြည့်သူတွေကပြောပါတယ်။အာရက တက်တော်၏တင်ပိုက်ထားတဲ့မြို့နယ်ဒီမှာအချိန်မီရွေးနေရမယ်ရွေးလေကြောင်းနဲ့လက်နက်ကြီးများနဲ့အကြောင်းမဲ့ပြစ်ခတ်လာနိုင်ကြောင်းစောင့်ကြည့်ဒေသခံတွေကပြောပါရယ်စစ်ကောင်စီလက်ရှိထိန်းချုပ်ထားတဲ့စစ်တွေကြောက်ပြူမှန်အောင်မြို့နယ်ရီကစစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့လေကြောင်းတို့ကပြစ်ခတ်လာနိုင်ကြောင်းလေကြောင်းအန်ရဲ့စောင့်ကြည့်နေသူတောင်ကပြောပါရယ် ပုံမှန်ရက်တွေတောင်လေကြောင်းတိုက်ခိုက်မှုပုံကျင်းမှုတွေကလုံနေတာဒီလိုအခါကြီးရက်ကြီးလူစုလူဝေးလုတဲ့နေ့ရက်ဒီဆိုရင်ပို့ပြီးတော့လုံလာနိုင်တယ်ကမ့်ဘလူမျိုးနဲ့ကဗစီကြီးကြီးရွာဖြစ်စဉ်ကိုကြည်ဖို့လိုတဲ့အကြောင်းမဲ့လေကြောင်းကအချိန်မီပြစ်လာနိုင်တယ်အကြောင်းမဲ့လက်နက်ကြီးတွေပြက်ခတ်လာနိုင်တယ်အချိန်တိုင်းတတိဝတိယရှိနေဖို့နှိုးကြွားနေဖို့လိုတဲ့ဘုံခိုကျင်းတွေတူထားဖို့လိုရင်လေရင်လာတဲ့အချိန်အချိန်မီဝင်ဖို့လိုတယ်လို့ပြောပါတယ်အေးအထင်းချုပ်ထားတဲ့မျိုးနဲ့အချို့မှာလေကြောင်းအနေနဲ့စောင့်ကြည့်ရန်အတွက်အဖွဲတချို့ဖွဲ့စည်းထားတော့လဲမျိုးနဲ့အချို့မှာတတိပေးစနစ်များမရှိလို့တတိထားဖို့ ှုလိုအပ်ကြောင်းဆိုပါတယ်စစ်ကောင်စီကဧပြီလ၂ရက်နေ့မှဧပြီလ22ရက်နေ့ထိရှန်20ကြာရှာရီအပြစ်ခတ်ရစေကြီးညာထားတော်လဲနိုင်ငံတော်မှာထိုးစစ်များဆင်နွှဲလာခြင်းနဲ့လေကြောင်းတိုက်ခိုက်နေမှုနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းစစ်ကောင်စီလေကြောင်းကနေပေါတော့ပုံနဲ့ကျွန်းကြောက်ဖြူတောင်ကုန်းမြို့နယ်များကိုပြစ်ခတ်မှုတွေကြောင်းအရက်သားများထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ် ရခိုင်ကဝါရင်နိုင်ငံရေးတမတော်ကဒီကာလာရီမှာပို့ပြီးတော့တတိထားဖို့လိုပါတယ်။အရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီရရှိရင်ရင်ပြီးတော့ရှိရွက်ချက်ရှိရှိပြစ်ခတ်မှုတွေလုပ်မယ်။အထူးသဖြင့်သူတို့ပြစ်မှတ်ထားတဲ့ဘာသာရေးအစအုံတွေစာတင်ကြောင်းတွေစေယုံတွေလုံလာနိုင်ပါတယ်။ပျော်ပွဲရှင်ပွဲတွေမလုပ်ဖို့အထူးကူဆိုင်ဖို့မှာကျင်ပါတယ်လို့ပြောပါတယ်။လူစုလူဝေးနဲ့တကြံမပြုတ်လို့ကြဖို့အချက်ပါဝင်နဲ့တကြံကာလာလိုက်နိုင်ရမယ့်စီကံချက်တွေကိုအာရခတ်တတော်အေကသက်ဆိုင်ရာမြို့နယ်အလိုက်တာဝန်ရှိသူတွေကိုအသိပေးထုတ်ပြန်ပါတယ်။လူစုလူဝေးနဲ့တကြံမန်တပ်ပြုလို့ရှိ ကစားခြင်းမပြုလို့ရလူအများပြားစီးနေပြီးကားများနဲ့လက်ပတ်ခြင်းမလုပ်ရတရွာနဲ့တရွာကားများနဲ့ကခုံခြင်းများမလုပ်ရလို့ပါဝင်ပါတယ်။ဒါအပြင်ဖုံးတော်ကြီးเจ้าများဥပုပ်တီလာစောက်တီခြင်းများမလုပ်ရအလူအတန်းပွဲတော်များကျင်းပခြင်းမလုပ်ရလူစုလူဝေးဖြစ်တဲ့တချင်းစုပွဲများမပြုလို့ရမြို့ရွာများထဲမှာစောင်းပေါက်များဖွင့်လှစ်ပြီးစုစုညံညံမပြုလို့ရစလာလို့ပါဝင်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးစကိုင်းငလင်လိုအယူသည်စစ်ကောင်စီမခွန်ကျင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကမလ28ရက်နေ့ငလင်ကိုအရင်ကစကိုင်းငလင်တွေနဲ့မရောထူရအောင်မန္တလေးငလင်လိုခေါ်တင်ကြောင်းဝင်ပြောတယ်။ထုံးစံအနည်းနဲ့ငလင်တွေကိုဗဟုသတ္တိုင်အမြင်ပေးကြတော့မလ28ရက်ကမြန်မာတစိ့တပိုင်းကိုဖျက်ဆီးလိုက်တယ်။ပြင်အား9.8ငလင်ကဗဟုချက်နဲ့အနည်းဆုံးမြို့စကိုင်းကိုအစွဲပြုပြီးစကိုင်းငလင်လိုခေါ်ရမယ့်သဘောဖြစ်တဲ့သတင်းဌာနစုများအပါအဝင်အများအပြားဒီနာမည်ကိုပဲအသုံးပြုပြီးစစ်ကောင်စီကအဲ့ဒီငလင်ကိုမန္တလေး ိငလင်ကိုတရားမဝင်ကြီးညာလိုက်တော့ပြည်သူတွေကပါကြောင်လဲတီးကြနေစစ်ကောင်စီပြောက်ခွင့်ရပူကျုံစောမင်းထွန်းကမလ28ရက်နေ့ငလင်ကိုအရင်ကစကိုင်းငလင်တွေနဲ့မရောထွေအောင်မန္တလေးငလင်လို့ခေါ်တင်ကြောင်းပြောတဲ့သတင်းဌာနတွေလည်းဒီနာမည်ကိုပဲသုံးတင်တယ်လို့ပြောပါတယ်ငလင်တွေကိုဗဟုချက်တိုင်းအမည်ပေးကြပြီးမယ်အနည်းဆုံးကြော်ကြားတဲ့မျိုးအတိုင်းလည်းအမည်ပေးကြတယ်ဥပမာအဖြစ်2004ခုနှစ်ကအိန္ဒိယသမုတ်တရားငလင်ကို Sumatra Andaman လို့လည်းခေါ်တယ် ဒါကြောင့်မလ28ရက်နေ့ငလင်ဟာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးနဲ့နီးကပ်မှုနဲ့မန္တလေးမှာဘလောက်ဆူဆူရွရွပျက်စီးရေဆိုတာကြောင့်မန္တလေးငလင်လို့ခေါ်တင်တယ်လို့ပညာရှင်တွေကစောတကတက်ကြတယ်။ ဒါပေမဲ့အတိတ်ပဲမရှိတာကတော့ဒီငလင်ကိုဘယ်လိုခေါ်တဲ့နေဆိုပြီးစကောင်စီကဝင်ရောက်ဆွဖတ်တာဖြစ်တဲ့ရည်စရာကောင်းတာကတော့စကောင်စီကငလင်ကိုဘယ်လိုတုံ့ပြန်မယ်ဆိုတာထက်အမည်ပေးဖို့အချိန်ဖြုန်းနေတဲ့ဒီငလင်ကြောင့်တိစုံမှု3600ကျော်ပြီးတိစုံမှုဆက်လက်မြင့်နေတယ်။ဒါပေမဲ့ဘူချုပ်တွင်ရရှုသွတ်မိုင်မဲမှုနဲ့စောမင်းထုံပြောတယ်လို့အတိတ်ပဲရှုပ်ထွေးအောင်လုပ်တာမဟုတ်ဘူးဆိုတာမြန်မာပြည်သူတွေကောင်းကောင်းသိရင်စကောင်စီကမန္တလေးငလင်လို့ခေါ်တာဟာအယူသီးမှုကိုအခြေခံတယ်လို့လေလာသူတွေပြောတယ်။အထူးသဖြင့်ဗမာလူစကိုင်းကိုအတိတ်ပဲဖွင့်နေဆိုတာကိုသူတို့ မတိုင်လို့ဖြစ်မယ်ဗမာစာမှာစကိုင်းဆိုတဲ့စကားနှလုံးကိုဖြစ်ဖြစ်ဖတ်တဲ့အခါပထမစက်လုံးစစ်ဆိုတာစစ်တက်လို့အတိတ်ပဲရပြီးဒုတိယစက်လုံးကိုင်းဆိုတာကိုင်းသွားတာဖြစ်တယ်။ဒါကြောင့်အရှူသီးတဲ့ပိုးချုပ်တွေအတွက်စကိုင်းငလင်ဆိုတာစစ်တက်ကိုကိုင်းသွားစေတဲ့ကိုင်းသွားစေတဲ့ငလင်လို့အတိတ်ပဲရတယ်။တချို့ကလည်းစကိုင်းတိုင်းဟာစစ်ကောင်စီဆက်ခြင်းရဲ့အမကန်ဒေတာဖြစ်တာကြောင့်စကိုင်းငလင်ဆိုတာစစ်ကောင်စီရဲ့နာမမကောင်းဆိုးဝါးတန်လို့ထင်ပြီးဖြက်စည်းမဲ့အတိတ်နမိတ်ဆိုဖြစ်စေရလို့ထင်ရတယ်။ ရတရားအစီရင်ဟာအရင်စစ်အုပ်စုကောင်းဆောင်နေလို့ပဲလက်ရှိဘိုးချုပ်တွေကြားမှာပြန့်နှံ့နေတယ်။2021ခုမှာအာဏာသိမ်းပြီးလောက်မင်းအောင်လှိုင်ကနေကြပြင်တက်တန်းဆိုင်ဖို့စစ်ကောင်စီကိုအမိန်ပေးပြီးနေကြစီထုတ်ပြီးစည်းကြီးတဲ့စာအုပ်စီတင်သွင်းမှုထိန်းချုပ်ဖို့ ပြောတယ်။ဒါပေမဲ့လူကြိုက်များတဲ့စီထွက်သီးနှံနှမ်းနဲ့မြေပဲကိုဘာကြောင့်အမပြရလဲဆိုတဲ့မိကွန်းထွက်လာတယ်။နေကြဆိုတာပမာလိုအနေကြတဲ့အတိတ်ပဲလို့သူ့ရဲ့အုပ်ချုပ်ရေးရှိကြမယ်လို့ပြည်ရင်ဆရာတွေကသူ့ကိုဟောတယ်။သူ့ရဲ့အုပ်ချုပ်ရေးကိုနိုင်ငံတော်ပုံကံမှုမြန်မာနေချိန်2022ခုနှစ်မှာမင်းအောင်လှိုင်ကတနိုင်ငံလုံးကဘုံကြီးကျောင်းတွေကိုနေစဉ်စံကြာစံတလှလှဖို့ဖြီးတဲ့ဝင်ကြီးကိုအမိန်ပေးတယ်လို့အဲ့ဒီတော့ကစစ်ကောင်စီတရင်တွေဖော်ပြတယ်။စံကြာစံတူတယ်ဆိုတာအလူရှင်မင်းအောင်လှိုင်ကာလကြာမြင့်စွာစံဖို့ရတရားလို့ယူဆကြတယ်။အရင်စေအုပ်စုခေါင်းဆောင်တန်းရွှေ ခက်ကဝင်ကြီးဌာနတွေကိုအကူအုပ်ချုပ်ရေးမြို့တော်နေပြည်တော်ကို2005ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာပြောင်းတဲ့အခါပထမဆုံးအတုံးအစိုးရဝန်ထမ်းတွေကနက်ခတ်ပင်ရင်ဆရာကရွှေပြည်တဲ့မင်္ဂလာချိန်မှာပြောင်းရတယ်။သူတို့ရဲ့ကြီးကျယ်ခံနာမှုကိုတဘာဝကအတည်ပြုလို့ရတယ်လို့ကောင်းဆောင်တွေယူကြည့်ပြီးနေပြည်တော်မှာမွေးထားတဲ့စင်ပြူတွေကတကောင်အခုနှစ်ဖေဖော်ဝါရီမှာတည်ဆုံနေဒါကနမိတ်မကောင်းမှုလို့မြင်တဲ့ပို့ချုပ်တွေစိုးရင်ပုံမှန်မှုလျှော့ကြအောင်နက်ခတ်ပင်ရင်ဆရာတွေကစူးစမ်းရတယ်လို့နေပြည်တော်တည်င်းအရှင်မြစ်တွေပြောတယ်။ အဲ့ဒီစင်ကအသက်ကြီးလို့တည်တာလို့ဗိုလ်ချုပ်တွေကသူတို့ပြောပြီးအဲ့ဒီစင်ပြူကအရင်စစ်အုပ်စုခေတ်မှာတွေ့ရစင်ဖြစ်လို့လက်ရှိစစ်အုပ်စုကိုတတ်ရမှုမရှိဘူးလို့ပြောရတယ်။သကိုင်းငလင်ကတမရအိလွတ်တော်စေယုံကျုံဝန်ကြီးဌာနရီနဲ့ဝန်လန်းအင်အားပါဝင်စစ်ကောင်စီရဲ့ဗဟုချက်နေပြည်တော်ကိုလည်းအကြီးအကျယ်ပြသစေတာကြောင့်အယူသေးတဲ့စစ်ကောင်စီကငလင်အမည်ရွေးရမှာစန့်ကျင်ဘက်အတိတ်ပဲမတက်ရအောင်အရှမ်းခရုစိုက်တယ်လို့တချို့အစောကတက်တယ်။စင်ပြိုင်မျိုးသားညီညွတ်ရေးအစိုးရကသကိုင်းငလင်လိုပဲတုံးပါတယ်။မြေပြင်မှာကေဆယ်ကူညီလုပ်နေတဲ့ကုလသမဂ္ဂအေဂျင်စီတွေလည်း ဲဇက်ကိုင်းငလင်လိုပဲသုံးပါတယ်ငလင်ကြောင့်တိဆုံမှုနှုန်းကအင်ကာနေမှာ3600ကျော်ပြီးအချိန်မီထိရောက်တဲ့ကေဆေးအထုတ်မှုသာလုပ်ခဲ့ရင်အဲ့ဒီလူတွေတက်ကအများပြားကိုအသက်ကယ်နိုင်တယ်ငလင်နောက်ပိုင်းမှာစစ်သားနဲ့ရဲတွေကပြိုကျသွားတဲ့အဆောင်တွေအောက်မှာပိတ်မိနေသူတွေကိုကေဆေးပို့ထန်ဘာသာရေးအဆောင်တွေကိုရှင်းလင်းဖို့အာယုံဆိုင်နေပုံရတယ်လို့မျက်မြင်သက်သွေးတွေပြောတယ်စစ်ကောင်စီကအမည်တစ်ခုခုတောင်းဖို့အမိန်ပေးတာဒါပထမအဆုံးချိန်မဟုတ်ပါဘူး2022ခုနှစ်စစ်အာဏာသိမ်းမှုရက်အတန်ကြာမှာဖြီးရင်းပြည်ပသတင်းဌာနတွေအနေနဲ့သတင်းတင် င်ပြရမှာစစ်ကောင်စီလိုမတုံဘူးပြည်သူလူထုမငြိမ်သက်အောင်မလုံဆော်ဘူးနဲ့သတင်းတင်ပြရမှာမီဒီယာကျင်းဝင်လိုက်နာဖို့အမိန်ထုတ်တဲ့ဒါပေမဲ့သူတို့ကဘယ်သူမှဂိမဆိုင်ဖို့လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေနဲ့နိုင်ငံတကာမီဒီယာတွေကစစ်ကောင်စီလိုပဲခေါ်ခဲ့ကြတယ်လို့ဖော်ပြပါရှိပါတယ်ရှင်